အားလုံးမင်္ဂလာပါ channel လေးနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခေစားနေတဲ့အခုလိုမျိုးပုံလေးတွေကိုဘယ်လိုမျိုးဖန်တီးလို့ရမလဲဒီလိုပုံလေးတွေရရှိနိုင်ဖို့အတွက်လိုအပ်တဲ့ prompt လေးတွေကိုဘယ်လိုမျိုးရေးသားရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့တစူးတစည်းတဲ့မျှဝေသုံးပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ social media တွေပေါ်မှာအရန်ကိုခေစားပြီးတော့ trend ဖြစ်နေတဲ့အခုလိုမျိုး viral 3D ရုပ်ထုပုံလေးတွေ enemy character ပုံလေးတွေချစ်စရာကောင်းတဲ့ chibi emoji stick ကပုံလေးတွေဒါပြင်ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ပုံလေးတွေကိုအခုလိုမျိုး comic character လေးတွေအဖြစ်ပြောင်းလဲဖန်တီးတာမျိုးတွေ Misery ရဲ့လုပ်ငန်းကြော်ညာတွေနဲ့ပတ်သက်တဲ့ project တွေကိုစမ်းသစ်တဲ့ modern ပုံလေးတွေအဖြစ်ဖန်တီးတာမျိုးတွေကျွန်တော်တို့ရဲ့မူရင်းပုံတွေကိုအဝတ်အစားပြောင်းလဲတာမျိုးတွေကိုယ်စိတ်ကြိုက်ပြောင်းလဲခိုင်းတာမျိုးတွေအပြင် camera angle ပြောင်းလဲထုတ်ခိုင်းတာမျိုးတွေသို့မဟုတ်အခုလိုမျိုး stick man ပုံလေးတွေပုံချမ်းလေးတွေကနေပြီးတော့အယောင်သွေးစုံနေတဲ့ပုံလေးတွေအဖြစ်ပြောင်းလဲခိုင်းတာ 16bit video game character လေးတွေဖန်တီးခိုင်းတာ cinematic portrait ပုံလေးတွေဖြစ်ပြောင်းလဲတာကိုစိတ်ကြိုက် edit လုပ်ခိုင်းတာတွေအပြင်ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ပုံလေးတစ်ပုံကိုမတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ပြောင်းလဲဖန်တီးခိုင်းကျင်တဲ့အခါကိုလိုချင်တဲ့အတိုင်းတသွေးမတင်းရရှိနိုင်ဖို့အတွက်လိုအပ်တဲ့ prompt တွေကိုဘယ်လိုရေးသားရမလဲဘယ်လိုမျိုးပြောင်းလဲအသုံးပြုရမလဲစတာတွေကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ်မျှဝေပြပြပေးတော့မှာဖြစ်ပါတယ်အဲ့လိုမျိုးပုံလေးတွေကိုဖန်တီးနိုင်ဖို့အတွက် Google ရဲ့ powerful image generation AI model ဖြစ်တဲ့ Gemini 2.5 flash image တို့မဟုတ် Nano Banana AI ကိုအသုံးပြုသွားရမှာဖြစ်ပါတယ် Nano Banana နာအရင်ကိုစတင်မိတ်ဆက်ချိန်တုန်းကတော့ Google AI Studio ကနေပြီးတော့ဝင်ရောက်အသုံးပြုရတာဖြစ်ပြီးတော့အခုချိန်မှာတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကနေပြီးတော့ Gemini application သို့မဟုတ် browser ကနေပြီးတော့ gemini.com ကနေပြီးတော့အလွယ်တကူဝင်ရောက်အသုံးပြုလို့ရနေပါပြီ Google AI Studio ကနေပြီးတော့ဝင်ရောက်အသုံးပြချတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်ရဲ့ channel မှာတင်ထားပေးတာရှိပါတယ်အကိမစ်ဆိုအနေနဲ့အဲ့ဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်အခုဒီမှာမြင်တွေ့နေရတဲ့နေရာမှာသွားကြည့်လို့ရတယ်လို့ဒီဗီဒီယိုရဲ့ description မှာလည်းပဲ link ထည့်ထားပေးပါတယ်ဒီနေ့ဒီဗီဒီယိုမှာအသုံးပြပေးသွားမယ့်ပုံလေးတွေရဲ့ prompt တွေကိုကျွန်တော်ရဲ့ Telegram channel မှာ ါတခါတည်းတင်ထားပေးပါမယ်။ Miss Ro အနေနဲ့ကျွန်တော်ရဲ့ Telegram Channel ကိုမ join ရသေးဘူးဆိုရင် join ထားခဲ့ဖို့တောင်းဆိုချင်ပါတယ်။ Miss Ro အနေနဲ့အခုလိုမျိုးပုံလေးတွေဖန်တီးဖို့အတွက်ကျွန်တော်ရဲ့ Telegram Channel ကနေပြီးတော့ prompt တွေကို copy သွားယူပြီးတော့ကိုယ်စိတ်ချက်ပြောင်းလဲရေးသားပြီးတော့လွယ်တကူပဲပြန်လည်အသုံးပြုလို့ရပါတယ်။ Telegram Channel ရဲ့ link ကိုလည်းပဲအခုဒီဗီဒီယိုရဲ့ description မှာ link ထည့်ထားပေးပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစကြည့်လိုက်အောင်ပါ။ Miss Ro အနေနဲ့ဖုန်းနဲ့အသုံးပြုမယ်ဆိုရင် Gemini application ကိုကိုယ့်ရဲ့ဖုန်းထဲမှာ install လုပ်ပြီးတော့အသုံးပြုနိုင်တယ်လို့ browser ကနေသုံးမယ်ဆိုရင်လည်း gemini.com ကိုရိုက်ရှာပြီးတော့လည်း ဝင်ရောက်အသုံးပြုလို့ရပါတယ်ကျွန်တော်ကတော့အခုဒီမှာ gemini.com ကနေပြီးတော့ဝင်ရောက်အသုံးပြပေးတော့ပါမယ် gemini application တွေကိုရောက်ပြီဆိုရင်တော့ အခုဒီမှာမြင်တွေ့နေရတဲ့ true ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါဒါပြီးရင်တော့အခုမြင်တွေ့နေရတဲ့ create image ဆိုတဲ့ feature ကိုနှိပ်ထားပေးလိုက်ပါ create image ကိုနှိပ်ပြီးသွားပြီဆိုရင်တော့ nano banana ai ကိုအသုံးပြုပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပုံလေးတွေကိုဖန်တီးခိုင်းလို့ရပါပြီဒါဆိုရင်ကျွန်တော်အခုဒီမှာပထမဆုံး prompt လေးကိုစမ်းပြီးတော့တုံးကြည့်ကြည့်ပါမယ်ပထမဆုံးအနေနဲ့ social media တွေပေါ်မှာအရန်ကိုခစ်စားပြီးတော့ trend ဖြစ်နေတဲ့ပုံတွေများစွာတဲ့က 3D action figure ပုံလေးကိုစတင်ဖန်တီးကြည့်ရအောင်ပါဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြုလုပ်ချင်တဲ့ပုံလေးကိုအရင်ဆုံးရွေးထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ plus icon လေးကို နှိပ်လိုက်ပါမယ်။ဒါပြီးရင်တော့ကျွန်တော်အခုဒီမှာပုံလေးတစ်ပုံကိုရွေးချယ်ပေးလိုက်ပါ။အဲ့ဒါပြီးရင်တော့အောက်ကနေပြီးတော့အခုဒီမှာမြင်တွေ့နေရတဲ့ commercial light ပုံလေးတွေကို realistic style နဲ့ထုတ်ပေးဖို့ပြီးရင်ရုပ်ထုပုံလေးတွေကို computer desk ပေါ်မှာရှိနေဖို့နဲ့ computer screen ပေါ်မှာလည်းပဲ 3D modeling ပုံစံလေးကိုပေါ်နေစေဖို့ရယ်ပြီးရင် try packaging box လေးလည်းထည့်ပေးဖို့စသဖြင့်အသေးစိတ်ကြားတဲ့ detail လေးတွေကိုအခုလိုမျိုးရေးထည့်ပေးလိုက်ပါမယ်။ဒါပြီးရင်တော့သူ့ကိုစတင်ပြီးတော့ဖန်တီးခိုင်းကြည့်ပါမယ်။ဒါဆိုရင်တော့သူ့ဘက်က generating လုပ်နေပြီးတော့ကျွန်တော်တို့အချိန်လေးခဏစောင့်ပေးလိုက်ပါမယ်။ အချိန်လေးခဏကြာပြီးတဲ့နောက်ပိုင်းမှာတော့အခုလိုမျိုး 3D figure ပုံလေးထုတ်ပေးလာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မစ္စရိုအနေနဲ့ကိုဖန်တီးခြင်းနဲ့ပုံလေးတွေကို upload လုပ်ပြီးတော့အခုလိုမျိုး 3D figure ပုံလေးတွေကိုအလွယ်တကူပဲဖန်တီးလို့ရမှာပဲဖြစ်ပါတယ်။အခုဒီမှာသုံးပြခဲ့တဲ့ prompt ကိုကျွန်တော်ရဲ့ Telegram channel မှာအလွယ်တကူပဲ copy သွားယူပြီးတော့မစ္စရိုစစ်ချိုင်းပြန်လည်သုံးပြလို့ရပါတယ်။ Okay ဒါဆိုရင် number 2 prompt လေးကိုတွေ့ကြည့်အောင်ပါ။ number 2အနေနဲ့ကျွန်တော်မျှဝေပေးခြင်းနဲ့ prompt ကတော့အခုလိုမျိုး black and white drawing ပုံလေးတွေရရှိအောင်ဖန်တီးပေးနိုင်တဲ့ prompt လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့နေပြီးတော့ drawing ပုံလေးအဖြစ်ပြောင်းလဲခြင်းနဲ့ကိုယ့်ရဲ့ပုံလေးတွေ စ်ပုံကိုရွေးလိုက်ပါပြီးရင်တော့အခုမြင်တွေ့နေရတဲ့ brown လေးကိုရေးထည့်ပေးလိုက်ပါ black and white manger drawing ပုံလေးကို detail ကြာကြာနဲ့ movement ပုံစံလေးတွေ cityscape background လေးအဖြစ်နဲ့ထုတ်ပေးပါဆိုပြီးတော့ကျွန်တော်ပြောလိုက်ပါမယ်ဒါဆိုရင်တော့သူ့ဘက်က generating လုပ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခဏကြာပြီးတဲ့နောက်မှာတော့ nano banana ai ကနေထုတ်ပေးလိုက်တဲ့အခုလိုမျိုး black and white drawing ပုံလေးကိုရရှိမှာပဲဖြစ်ပါတယ်မဲဆိုလို့အနေနဲ့လည်းကိုယ့်ရဲ့ပုံလေးတွေကိုအခုလိုမျိုး drawing ပုံလေးအဖြစ်ပြောင်းလဲခြင်းနဲ့ဆိုရင်တော့အခုကျွန်တော်ဒီမှာသုံးပြခဲ့တဲ့ brown ကိုယူပြီးတော့အသုံးပြုလို့ရပါတယ်โอเคဒါဆိုရင် number 3 brown ကိုတွေ့ကြည့်အောင်ပါ number 3အနေနဲ့မျှဝေ င်ပေးခြင်းနဲ့ prompt ကတော့ 3x3 photo grid post တွေကိုဖန်တီးနိုင်တဲ့ prompt ပဲဖြစ်ပါတယ်ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ပုံလေးတစ်ပုံကနေပြီးတော့အခုလိုမျိုးမတူညီတဲ့ပုံစံလေးတွေကိုဖန်တီးခိုင်းလို့ရမယ့် prompt ဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဖန်တီးခြင်းနဲ့ပုံလေးတစ်ပုံကိုရွေးထည့်ပေးလိုက်ပါပြီးရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ prompt လေးဖြစ်တဲ့ Turn the photo 3x3 grid of photo strips with different studio style poses and expressions ဆိုပြီးတော့ရေးထည့်ပေးလိုက်ပါဒါပြီးရင်တော့သူ့ကို generate လုပ်ပေးဖို့ခိုင်းလိုက်ပါမယ်ဒါဆိုရင်တော့သူ့ဘက်က generating လုပ်နေခြင်းတွေကိုကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပါ ဒီမှာဆိုရင်တော့ကျွန်တော်ထည့်ပေးလိုက်တဲ့ပုံလေးတစ်ပုံကနေပြီးတော့အခုလိုမျိုးမတူညီတဲ့မျက်နှာအတွင်ပြင်ကိုဟန်အနေထားတွေနဲ့ပုံလေးကိုပုံကိုပြန်လဲထုတ်ပေးလာတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ထည့်ပေးလိုက်တဲ့မူရင်းပုံရဲ့မျက်နှာပုံစံလေးလည်းမပြောက်သွားဘူးကြားနောက်ထပ် style တွေလည်းပြောင်းပြီးတော့အခုလိုမျိုးဖန်တီးပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် Okay ဒါဆိုရင်နောက်ထပ် number 4 prompt ဖြစ်တဲ့ chibi emoji sticker လေးတွေဖန်တီးနိုင်မဲ့ prompt လေးကိုထပ်မံမျှဝေပေးသွားခြင်းပါတယ်ကျွန်တော်တို့ဖန်တီးခြင်းနဲ့ chainId တတ်တဲ့ပုံလေးတွေကိုပုံစံမျိုးစုံနဲ့ချစ်စရာကောင်းတဲ့ chibi emoji လေးတွေရရှိဖို့အတွက်အခုလို ျိုး brown တွေကိုအသုံးပြုသွားအောင်ဖြစ်ပါတယ်ဒီနေရာမှာပထမဆုံးကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ပုံလေးတစ်ပုံကို upload လုပ်ပေးလိုက်ပါပြီးရင်တော့ဒီပုံလေးကနေပြီးတော့မတူညီတဲ့ပုံစံမျိုးစုံနဲ့ချစ်စရာကောင်းတဲ့ chibi emoji လေးတွေကိုရရှိနိုင်ဖို့အတွက်ဒီမှာမြင်တွေ့နေရတဲ့ brown လေးကိုရေးထည့်ပေးလိုက်ပါအခုဒီမှာဆိုရင် making a playful peace sign with ဆိုပြီးတဲ့နောက်မှာကိုလိုချင်တဲ့ post ပုံစံတွေကိုပြောင်းရေးလို့ရပါတယ်ပြီးရင်ဒီအောက်က background နေရာမှာလည်းစိတ်ကြိုက်ပြောင်းခိုင်းလို့ရတယ်လို့ radio တွေကိုလည်းစိတ်ကြိုက်ထည့်ပေးလိုက်လို့ရပါတယ်ကျွန်တော်ကတော့အခုဒီမှာမြင်တွေ့နေရတဲ့ brown လေးအတိုင်းပဲသုံးပြီးတော့ထုတ်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော် ထည့်ပေးလိုက်တဲ့ပုံလေးကနေပြီးတော့အခုလိုမျိုး TV emojis တွေကပုံလေးတွေကိုပြန်လဲထုတ်ပေးလာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Miss Ro အနေနဲ့လည်းကိုယ့်ရဲ့ပုံပဲဖြစ်ဖြစ်အခြားကိုထုတ်ပေးခြင်းတဲ့သူတယောက်ရဲ့ပုံပဲဖြစ်ဖြစ်အခုလိုမျိုး emojis တွေကလေးတွေဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီ prompt လေးကိုရေးထည့်ပြီးတော့ဖန်တီးလို့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ number 5 prompt ကိုတွားကြည့်ရအောင်ပါ။ number 5အနေနဲ့မျှဝေပေးခြင်းတဲ့ prompt ကတော့ကျွန်တော်တို့ရဲ့တက်ပုံလေးကိုမူရင်းပုံမပြတ်ဘဲနဲ့အဝတ်အစားတွေပြောင်းလဲအသုံးပြုနိုင်တဲ့ prompt လေးပဲဖြစ်ပါတယ်။ကျွန်တော်အခုဒီမှာပုံလေးတစ်ပုံကိုထည့်လိုက်ပါမယ်။ဒီပုံမှာပါတဲ့ဝတ်အစားတွေကိုသူ့ကိုပြောင်းလဲခိုင်းကြည့်ပါမယ်။ဒီမှာဆိုရင်ကျွန်တော်က leather jacket ကို ောင်းခိုင်းလိုက်မယ်ပြီးရင်ဂျင်မောင်မီအနဲ့ရောင်ဝတ်ပေးပါပြီးရင်စနီကာကြောင်းပေးပါဆိုပြီးတော့ brown လေးရေးထည့်ပေးလိုက်ပါမယ်ခန္ဓာကိုယ်ပုံစံနဲ့အခြားအရာတွေကိုတော့သူ့ရဲ့မူရင်းအတိုင်းပဲထားပေးဖို့ကျွန်တော်ရေးထည့်ပေးလိုက်ပါတယ်ဒါပြင်တော့သူ့ဘက်ကဘယ်လိုမျိုးပုံလေးပြန်ထုတ်ပေးမလဲဆိုတော့တစ်ချက်စောင့်ကြည့်အောင်ပါ ဒါကတော့သူ့ဘက်ကနေပြန်ထုတ်ပေးလိုက်တဲ့ပုံလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ထည့်ပေးလိုက်တဲ့ prompt အတိုင်းပဲ leather jacket ပြောင်းပေးသွားတယ်။ဘောင်းမီအနေနဲ့အောင်ပြောင်းပေးသွားတယ်။ပြီးရင် sneaker စီးထားတာလေးကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ပြီးရင်သူ့ရဲ့ခန္ဓာကိုယ်အမူအရာတွေ၊ခြား background တွေကထည့်ပေးလိုက်တဲ့မူရင်းပုံစံအတိုင်းပဲမပြောင်းလဲပဲနဲ့ရှိနေပြီးတော့အဝတ်အစားလေးပဲတည်တံ့ပြောင်းလဲပေးထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ Miss Ro အနေနဲ့လည်းကိုယ့်ရဲ့ပုံတွေကိုအခုလိုမျိုးအဝတ်အစားလေးတွေပြောင်းလဲခြင်းနဲ့ဆိုရင်အခုကျွန်တော်ဒီမှာပေးထားတဲ့ prompt လေးကိုအနည်းငယ်ကိုယ်စိတ်ကြိုက် edit လုပ်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ Okay နောက်ထပ် prompt တစ်ခုအနေနဲ့အခုလိုမျိုး ိုး character တစ်ခုတည်းကနေပြီးတော့ပုံစံအမျိုးမျိုးနဲ့ပြောင်းလဲထုတ်ပေးနိုင်တဲ့ prompt လေးကိုမျှဝေပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ပုံလေးတစ်ပုံကိုအခုလိုမျိုး action မျိုးမျိုးနဲ့ပြောင်းလဲထုတ်ခိုင်းကြည့်ပါမယ်ကျွန်တော်အခုဒီမှာဆိုရင် prompt လေးရေးထည့်ပေးပြီးတော့ singing လုပ်နေတဲ့ပုံရဲ့ dancing လုပ်နေတဲ့ပုံရဲ့ပြီးရင် standing pose ပုံစံမျိုးလေးတွေကို illustration ပုံစံနဲ့ထုတ်ပေးဖို့ခိုင်းကြည့်လိုက်ပါပြီးရင်ပုံတစ်ပုံချင်းစီမှာလည်း label လေးတွေထည့်ပေးဖို့ပြောလိုက်ပါမယ်ဒါဆိုရင်တော့သူ့ဘက်ကနေဖန်တီးပေးလိုက်တဲ့ပုံလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် singing လုပ်နေတဲ့ပုံလေးရဲ့ dancing လုပ်နေတဲ့ပြီးရင် standing မတ်တည့်ရနေတဲ့ပုံလေးတွေ တော်ပေးလိုက်တဲ့ prompt အတိုင်းပဲထုတ်ပေးကြတာကိုတွေ့ရပါတယ်ဒီ prompt လေးကိုပဲကျွန်တော်နောက်ထပ် changes လေးလုပ်ပြီးတော့အသုံးပြုထားတဲ့ပုံလေးကိုလည်းအခုဒီမှာကြည့်ရှုရရပါဘလုံးကို kick လုပ်နေတဲ့ပုံရယ်ခြင်ထားရည်ပုံရယ်ခေါင်းတိုက်နေတဲ့ပုံရယ်စသဖြင့်ကျွန်တော်ဒီမှာစာသားလေးအနည်းငယ်ပြောင်းပြီးတော့အခုလိုမျိုးနောက်ထပ်ပုံလေးတစ်ပုံကိုဖန်တီးခိုင်းထားတာဖြစ်ပါတယ် Mr. နေနဲ့လည်းကိုထည့်ပေးလိုက်တဲ့ပုံလေးတစ်ပုံကနေပြီးတော့မတူညီတဲ့ပုံစံမျိုးမျိုးနဲ့ action မျိုးမျိုးကိုဖန်တီးကျင်နေဆိုရင်တော့အခုဒီမှာပေးထားတဲ့ prompt လေးအတိုင်းအသုံးပြုလို့ရပါတယ် Okay ဒါဆိုရင်တော့နောက်ထပ် number 1 prompt ကိုတွေ့ကြည့်အောင်ပါဒီတစ်ခါမှာတော့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေသို့မဟုတ် product တွေအတွက်ကြော်ညာ ားခြင်းတဲ့အခါမှာ packaging ပုံစံမျိုးနည်းနဲ့ပြောင်းလဲထုတ်ခိုင်းလို့ရတဲ့ brand လေးကိုမျှဝေပြပြပေးသွားချင်ပါတယ်ကျွန်တော်ကအခုဒီမှာဆိုရင်ဒီခွေးပုံလေးကို upload လုပ်ထားပေးရပါတယ်ပြီးရင်တော့သူ့ရဲ့ packaging ပုံစံလေးနဲ့ plastic action figure ပုံလေးကိုပြောင်းပေးဖို့ရေးထည့်ပေးထားပါတယ်ဒါဆိုရင်သူ့ဘက်ကဘယ်လိုမျိုးပုံလေးထုတ်ပေးမလဲဆိုတော့ချက်စောင့်ကြည့်ရအောင်ပါဒါကတော့ကျွန်တော်ထည့်ပေးလိုက်တဲ့ brand လေးကနေပြီးတော့သူ့ဘက်ကနေပြန်ထုတ်ပေးလာတဲ့ပုံလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ထည့်ပေးလိုက်တဲ့ခွေးပုံလေးကို plastic action figure ပုံစံလေးပြောင်းပြီးတော့သူ packaging လုပ်ထားတဲ့ပုံလေးကိုပြန်ထုတ်ပေးတာဖြစ်ပါတယ်မစ်ဆူရိုအနေနဲ့လည်းကိုယ့်ရဲ့ product တွေကိုအခုလိုမျိုး packaging ပုံစံလေးတွေနဲ့ကြော်ညာတွေအတွက်ပဲဖြစ်ဖြစ်အခြားကို social media တင်ဖို့ပုံတွေအတွက်ပဲဖြစ်ဖြစ်အသုံးပြုကျင်နေဆိုရင်အခုကျွန်တော်ဒီမှာရေးထားခဲ့တဲ့ prompt အတိုင်းပဲစမ်းပြီးတော့ထုတ်ခိုင်းကြည့်လို့ရပါတယ် Okay ဒီတစ်ခါမှာတော့ number 8 prompt ကိုတွေ့ကြည့်ရအောင်ပါ number 8အနေနဲ့မျှဝေပေးခြင်းတဲ့ prompt ကတော့အခုဒီမှာမြင်တွေ့နေရတဲ့ stick man ပုံလေးတွေသို့မဟုတ် sketch ပုံချမ်းလေးတွေကနေပြီးတော့အယောင်သွေးစုံနေတဲ့ full color ပုံလေးတွေဖြစ်အောင်ဘလိုမျိုးဖန်တီးခိုင်းလို့ရမလဲဆိုတဲ့ prompt လေးကိုမျှဝေပေးတော့ခြင်းပါတယ်ဆိုတော့ကျွန်တော်ကနေပြီးတော့အခုဒီမှာဆိုရင် stick man ပုံလေးကို upload လုပ်ထားတယ်ပြီးရင်ဒီပုံလေးကို high quality realistic image လေးအဖြစ်ထုတ်ပေးဖို့ရယ်ပြီးရင် background ကို forest background အနေနဲ့ပြောင်းလဲပေးဖို့ဆိုပြီးတော့ကျွန်တော် brown လေးရေးထည့်ပေးလိုက်ပါတယ်ဒါပြီးရင်တော့သူ့ဘက်ကနေပြီးတော့ဘယ်လိုမျိုးလေးထုတ်ပေးမလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်အောင် ဒါကတော့ကျွန်တော်ထည့်ပေးလိုက်တဲ့ stick man ပုံစံလေးရနေပြီးတော့ full color ပုံစံလေးနဲ့ပြန်ပြီးတော့ထုတ်ပေးထားတာကိုမစ္စရိုမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့မစ္စရိုအနေနဲ့လည်းအခုလိုမျိုးပုံလေးတွေဖန်တီးခြင်းနဲ့ဆိုရင်အခုဒီက brown လေးတွေကိုကိုယ်စိတ်ကျ edit လုပ်ပြီးတော့သုံးလို့ရပါတယ် number 9အနေနဲ့မျှဝေပေးခြင်းနဲ့ brown ကတော့ comic book cover ပုံတွေကိုဖန်တီးနိုင်မဲ့ brown ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပုံလေးတွေသို့မဟုတ်ကျွန်တော်တို့ကြိုက်နေတတ်တဲ့ character တစ်ခုခုရဲ့ပုံလေးတွေကိုကျွန်တော် upload လုပ်ပေးလိုက်ပါကျွန်တော်အခုဒီမှာဆိုရင် sherlock ရဲ့ပုံကိုထည့်ထားပေးလိုက်ပါတယ်ပြီးရင်သူ့ကို super hero style comic character လေးအဖြစ်ဖန်တီးပေးဖို့ခိုင်းကြည့်လိုက်ပါမယ် ြီးရင်နောက်က CD Skyline Backdrop တွေရဲ့ Action Post လေးတွေထည့်ပေးဖို့ရဲ့ Title ကို Bolding ရေးသားပေးဖို့ရဲ့ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့သူ့ကို Generating လောက်ခိုင်းကြည့်ပါမယ် Okay ဒါဆိုရင်တော့သူ့ဘက်ကနေပြီးတော့အခုလိုမျိုးကျွန်တော်ထည့်ပေးလိုက်တဲ့ပုံလေးကို Superhero Style Comic Character လေးအဖြစ်ပြောင်းလဲပြီးထုတ်ပေးလာတာကိုတွေ့ရမှာဖြစ်ပါတယ် ပြီးရင် book cover ရဲ့ title တွေကိုလည်းပဲဘိုးတင်ပြီးတော့ပို့ပြီးတော့ရှင်းလင်းအောင်ထုတ်ပေးထားတာကိုတွေ့ရပါတယ်ဒီ prompt လေးကိုပဲကျွန်တော်နောက်ထပ် mainly character ကိုသုံးပြီးတော့အခုလိုမျိုးဖန်တီးထားတာကိုမေးစလို့ကြည့်ရှုလို့ရပါတယ်ဒါကတော့ကျွန်တော်နှစ်သက်တဲ့ character လေးတွေကို comic book character အဖြစ်ပြောင်းလဲဖန်တီးနိုင်တဲ့ prompt လေးပဲဖြစ်ပါတယ် number 10အနေနဲ့ညှော်ဝေပေးခြင်းတဲ့ prompt လေးကိုတွန်းလိုက်ကြရအောင်ပါ ီကမှာတော့ကျွန်တော်တို့ရဲ့ပုံလေးတွေကိုအခုလိုမျိုး neon light လေးတွေနဲ့ style လေးပြောင်းပြီးတော့ဖန်တီးခိုင်းလို့ရမယ် brown လေးကိုမျှဝေပေးသွားချင်ပါတယ်ကျွန်တော်အခုဒီမှာဆိုရင်ပုံလေးတစ်ပုံကိုထည့်လိုက်ပါတယ်ဒီပုံလေးကိုကျွန်တော်ကနေပြီးတော့ neon light လေးတွေနဲ့ color right လုပ်ပြီးပြောင်းပေးဖို့အတွက်ကျွန်တော်အခုဒီ brown လေးကိုရေးထည့်ပေးလိုက်ပါပြီးရင်တော့သူ့ကို generate လုပ်ခိုင်းကြည့်ပါမယ်ဒါဆိုရင်တော့သူ့ဘက်ကနေပြီးပြန်လဲထုတ်ပေးလိုက်တဲ့ပုံလေးကိုအခုလိုမျိုးရရှိမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်လိုချင်တဲ့ neon light လေးတွေရဲ့ပြီးရင်မျက်နှာရဲ့အယောင်ကျတာတွေပါတယ်ရအစား အသေးစိတ်လေးပြန်လည်ထုတ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Okay ဒါအပြင် နောက်ထပ်ကျွန်တော်တို့အသုံးပြုနိုင်တဲ့ product တွေလည်းအများကြီးရှိပါသေးတယ်။ဥပမာကျွန်တော်တို့ရဲ့ပုံလေးတွေကို1980ခုနှစ်တည်းလောက်က Polaris တိုင်ပုံလေးတွေအဖြစ်ဖန်တီးကျင်နေဆိုရင်အခုဒီမှာမြင်တွေ့နေရတဲ့ product လေးကိုအသုံးပြုပြီးတော့အခုလိုမျိုးပုံလေးကိုပြောင်းလဲဖန်တီးကြည့်လို့ရပါတယ်။ဒါအပြင်အခုလိုမျိုး fan character ပုံစံလေးတွေဆိုရင်လည်းဒီ product တွေကိုသုံးလို့ရသလို low poly 3D character ပုံစံလေးတွေချုပ်ချင်တယ်ဆိုရင်လည်းဒီ product လေးတွေကိုအသုံးပြုလို့ရပါတယ်။ကျွန်တော်တို့ရဲ့မူရင်းပုံလေးတွေကို Pixar style 3D ပုံလေးတွေဖန်တီးကျင်နေဆိုရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ ဲ့ brownie ကိုကိုစိတ်ချက် edit လုပ်ပြီးတော့ပြန်လည်သုံးပြုလို့ရပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ social media ပေါ်မှာခက်စားနေတဲ့ trend ဖြစ်နေတဲ့ပုံလေးတွေကိုဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီမှာသုံးပြပေးခဲ့တဲ့ brownie တွေကိုအသုံးပြုပြီးတော့ဖန်တီးလို့ရပါတယ်။ဒီ brownie အားလုံးကိုကျွန်တော်ရဲ့ Telegram channel မှာတင်ထားပေးပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel ကနေအလွယ်တကူ copy ယူပြီးတော့ကိုစိတ်ချက်ပြောင်းလဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မျှဝေပေးသွားတဲ့အကြောင်းအရာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။အကယ်၍ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်အခြားကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေသိရှိလို့ရအောင်လဲမျှဝေပေးသွား ါလို့ရပါတယ်ဒီနေ့ပြောပြပေးခဲ့တဲ့ prompt တွေကမိတ်ဆွေတို့အသုံးအများဆုံးနဲ့အကြိုက်ဆုံးဖြစ်တဲ့ prompt လေးကိုလည်းဒီ video ရဲ့ comment မှာဝင်ရောက်မျှဝေပေးသွားလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ဒီမှာမပြောပြခဲ့တဲ့ prompt လေးတွေရှိသေးတယ်ဆိုရင်လည်းအခြားသူတွေသိရှိရအောင် comment မှာမျှဝေပေးသွားဖို့အတွက်တောင်းဆိုချင်ပါတယ်နောက်ထပ် video လေးတွေမှာလည်းအားလုံးအတွက်အကျိုးရှိစေမယ့်အကြောင်းအရာလေးတွေကိုရှာဖွေမျှဝေတင်ဆက်ပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်လည်တွေ့ပါမယ်